ကျမခုနပြောသလိုမျိုးပေါ့ကျမတို့ကနာမည်ကြီးကျင်တဲ့သူလည်းမဟုတ်ဘူးလိုင်းပေါ်မှာ attention ယူကျင်တဲ့သူလည်းမဟုတ်ဘူးကျမတို့အသက်အရွယ်နဲ့ဟိုအောင်မြင်မှုဒီအောင်မြင်မှုတွေလည်းဖြစ်ချင်တဲ့သူတွေမဟုတ်ဘူးကျမတို့ပြောရဲဆိုရဲဆိုတာကပြည်သူအတွက်တည်တင်တည်တိုက်တယ်ထင်လို့လိုအပ်တယ်ထင်လို့နားမလည်ကြသေးတဲ့ ဟာလေးတွေကိုကိုနားလေတဲ့ရှူတော့ကနေပြီးတော့မှရှင်းပြရုံတသက်ပဲเนาะအဲ့ဒီမှာတော့ဟိုလူကိုနစ်နာစေလိုတာဒီလူကိုနစ်နာစေလိုတာတွေတခုမှမပါအောင်ဘာဖြစ်လို့လဲဆိုတော့ဖြစ်တဲ့ဖြစ်တိုက်တဲ့အကြောင်းအရာလေးတွေကိုကျမတယောက်တည်းကမှပြောတာမဟုတ်ဘူးလေတနိုင်ငံလုံးကပြောတာလေเนาะအဲ့တော့ ကျွန်တော်တို့များသောအားဖြင့်ကကြတော့ကျွန်တော်တို့ပြည်သူတွေမှာဘာဖြစ်လဲဆိုတော့ကိုမကြိုက်ဘူးဆိုကျွန်တော်တို့ပြည်သူတွေကလိုအပ်တဲ့အခြေအနေစီကိုမရောက်ဘဲနဲ့မကြိုက်ဘူးဆိုဆဲကြတာပေါ့ကြိုက်တယ်ဆိုရင်ကြတော့လေကြိုက်တဲ့အကြောင်းတွေကာကွယ်ကြတာပေါ့အဲ့တော့မကြိုက်တဲ့သူနဲ့ကြိုက်တဲ့သူနဲ့တိုက်ပွဲတွေကြားထဲမှာဘယ်တော့မှအဖြေမထွက်ဘူးဘယ်ပြဿနာမဆိုးပေါ့အဲ့တော့ကျွန်မအဖြေထွက်အောင်လို့ကြားထဲကနေပြီးတော့မှကျွန်မမြင်နေရှူတော့ကနေပြီးတော့မှကျွန်မနဲ့လူနည်းစုလေးရပ်ဝင်းကြားထဲမှာကျွန်မအဖြေထုတ်ကြည့်တာပဲဒါပါပဲเนาะကျန်တာများကြီးတိတ်ကြီးကြီးကြဲကြဲခန်းခန်းနားနားတွေမဟုတ်ပါဘူးเนาะဆိုတော့ကျွန်မနားလေတဲ့အကြောင်းအရာလေးတွေ အဲနားမလဲတဲ့သူတွေနားလဲသွားအောင်လက်ဆင့်ကမ်းပေးတယ်အဲကျွန်မမသိတာလေးတွေဆိုပြန်ပြီးတော့မှတင်ယူတယ်ဒါတော့ပဲဒါတော့ပဲအဲ့တော့ ခုန MC ကလာပြီးကမ်းလှမ်းလို့အင်တာဗျူးဖြေဖို့ဆိုတဲ့ဟာလောက်ကြီးလောက်ကိုကျွန်မမှာအင်တာဗျူးဖြေစရာအကြောင်းအရာဘာမှ topic မရှိဘူးလေနော်အင်တာဗျူးကြီးဖြေလောက်စရာဘာ activity မှလည်းမဟုတ်ဘူးလေနော်အဲဒါကြောင့်မလို့ကျွန်မဘာအင်တာဗျူးမှမဖြေပါဘူးကျွန်မပြောနေဆိုနေတယ်ဆိုတာတွေကအခုမှပြောတာလည်းမဟုတ်ဘူးကျွန်မဒီ social influencer ဆလုံနေရ social media ပေါ်မှာကျွန်မစပြီးရက်တီနေနေရကျွန်မဒါတွေပြောခဲ့တာအခုကကျတော့ TikTok တွေဘာတွေညာတွေကနေပေါ့မြောက်မှုအားတွေနောက်တစ်ခါ media တွေ reaction လုပ်တဲ့သူတွေများလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဒီ image ရဲ့ဒီပေါင်းမြောက်မှုအားကပုံများသွားလို့လူတွေအများကြီးသိတာပေါ့ကျမကတော့ကျမအလုပ်ကိုကျမဒီပုံစံတိုင်းပဲလုပ်ခဲ့တာအရင်ကလည်းကျမဒီပုံစံတိုင်းပဲပြောဆိုနေထိုင်ခဲ့တာဒီလိုပဲကျမ speech တွေပြောတာဒါပေမဲ့ကျမက live theme မှာပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမ speech တွေက live တစ်ခုပြီးသွားရင်တူတူကိုက live တစ်ခုအစအဆုံးပြန်ကြည့်လေကြည့်တာမရှိကြတဲ့အတွက်ကြောင့်မလို့ပေါင်းမြောက်မှုအားနည်းတာအခုတော့ကျမကိုယ်တိုင်ကလည်း live လုပ်တယ်လုပ်ပြီးသွားရင်ကျမဘေးကနေပြီးတော့မှ camera နဲ့အဲကျမပြောတဲ့စကား တွေကိုချိန်ထားတယ်ချိန်ပြီးရင်ကျွန်မပြန်ပြီးတော့မှ social ပေါ်ပြန်ပြီးတော့မှတင်တယ်ဆိုတဲ့ခါကြတော့အဲ့တော့ဒီအတိုလေးအတိုလေးတွေ short video လေးတွေမှာလူတွေပို့ပြီးတော့မှတိသွားတယ်ဒါပါပဲเนาะဆိုတော့ရွှေချောင်းနေစိန်ချောင်းနေဆိုတာလဲစရောင်းနေရပြောခဲ့တာเนาะကျန်တဲ့ဘဟုသူတရစရာတွေဆိုတာကလည်းဒီလုပ်တွေစလုပ်နေရအလင်းတင်အလင်းတင်တယ်လို့ပြောခဲ့တာဒါကြောင့်မလို့ကျွန်မလည်းကျွန်မမှာရှိတဲ့ကျွန်မကိုချစ်တဲ့ပိရိတ်သက်ဆိုတဲ့ဒီဟိုလူလေးရှိတာပေါ့เนาะပိရိတ်သက်ဆိုတာဒီလိုမျိုးဟိုဟာကြီးပြောတာမဟုတ်ပါဘူးเนาะလူလေးရှိတာပေါ့လေအဲ့တော့အ ကြောင်းမဲ့တက်တက်တော့ဒီလို social ပေါ်မှာဘယ်ရက်တည်နေနိုင်ကြပါမလဲเนาะဆိုတော့အဲ့တော့ကျွန်မဘာ interview မှာလဲဖြေဖို့အစီအစဉ်မရှိဘူး interview ဖြေလောက်စရာ activity တွေလည်းမဟုတ်ဘူးကျွန်မတို့ကကိုဟာကိုအဲကိုတိုင်းပြည်မှာတရောင်းတနေရာကနေပြီးတော့မှကိုစွမ်းနိုင်တဲ့ဘက်ကနေပြီးတော့မှဒါဝင်ပါတာပဲအဲ့တော့တချို့ကပြောတယ်ဟင်းလာပြီးတော့မှသူများဟိုလူဝေဘန်နဲ့ဒီလူဝေဘန်နဲ့အိပရာဟိတာနဲ့နင်လို့ကြည်ပါလားလုတ်တယ်လေကျမတနိုင်ပရာဟိတာကျမဘယ် Facebook ပေါ်မှာမတင်ဘူး ကျမဘာသူစီကားမှအလှမခံဘူးကျမချွေးနေစာနဲ့ကျမဟာကျမခလေးတွေကိုကျမဆေးကုပေးခဲ့တာ18ယောက်ရှိသွားပြီအခုတယောက်လောလောဆယ်ဆေးရုံပေါ်မှာနောက်ဆုံးတယောက်ကဆေးရုံပေါ်မှာတယောက်ရှိနေသေးရဲ့18ယောက်ရှိသွားပြီကျမနှကန်းခွဲအာကောင်ခွဲခလေးတွေလုတ်ပေးထားတာအယောက်50ကျော်သွားပြီတိလား နော်ဆိုတော့ကျမအများကြီးဂျန်နဲ့ဂျန်နဲ့အရာတွေအာဆိုရင်ဟာဒီခဏဘေးဖယ်ထားလိုက်အောင်ဒီဂျမ်းမာကြီးအရာကလေးတွေဆေးကုပ်ပြီးတာကလေးတယောက်300လောက်ကုန်တယ်ကျမ18ယောက်ရှိသွားပြီကျမဘယ်ဆိုရှယ်မီဒီယာပေါ်မှာမှကျမတင်ပြီးတော့မှအဲ့ဒါတွေမလုပ်နိုင်ဘူး ကျမစီကိုရောက်လာတယ်ကျမအကူအညီကိုလိုအပ်တယ်ဆရာဝန်ကြီးရဲ့ recommend နဲ့ဆရာဝန်ကြီးကကျမစီမှာအကူအညီတောင်းတယ်တကယ်ကိုနွမ်းပါတယ်တကယ်ကိုလိုအပ်တယ်အဲ့ဒီဆိုရင်ကျမကလိုအပ်တဲ့ငွေကြေးထောက်ပံ့ကူညီပြီးတော့မှကျမစလဲဆုံးအကုန်လုံးဇယိတ်ကအစစားဈေးကအစနေဈေးကအစနဲ့ကျမဇယိတ်ငင်းအကုန်လုံးကုသပေးလိုက်တယ်အဲ့ဒီတော့ကျမအကလေးတွေနဲ့ဓာတ်ပုံတွဲရိုက်ပြီးလဲ social media ပေါ်မှာကျမဘယ်တော့မှမတင်ခဲ့ဘူး ကျမဘလို့လှူလိုက်ပါလေဆိုပြီးတော့လေကျမဘယ်တော့မှကျမအကြေတဝင့်မဖော်ပြဘူးဘယ်သူစီကောမှလည်းကျမကအာဘလို့ခေါ်မလဲအာ attention နေရှာပြီးတော့မှပြည်သူမြေတာကိုလည်းကျမမခံယူဘူးကျမလှူတယ် အလူကံပုတ်ကိုကောင်းသွားတယ်ဆိုရင်ကျမတသက်လုံး ADPD ကိုယူမယ်အဲ့လိုပုံစံနဲ့ပဲကျမအလုပ်လုပ်လာတာဘသူစီကားမှလည်းကျမအလူငွေတပြားမှမကောက်ခံဘူးစည်စနာရှိလို့မမတင်ရင်ဝင်ပါပင်ရစီဆိုရင်ကျမထည့်ပြီးတော့မှထည့်ပေးလိုက်တယ်အဲ့ဒီပတ်စံကိုနော်ကျမဘသူ့ဟိုမှာအလူခံပြီးတော့မှလှုပ်ပြီးတော့မှကျမမလှုပ်ခဲ့ဘူးဘူးဒါကြောင့်မို့ကျမစိတ်ရှင်းတယ်လीကျမနိုင်နေကျမခလေးတယောက်တက်နိုင်ရင်ကျမခလေးတယောက်ကုပေးလိုက်တယ်ကျမခလေးနှစ်ယောက်တက်နိုင်ရင်ကျမခလေးနှစ်ယောက်ကုပေးလိုက်တယ်၁၈ယောက်ရှိသွားပြီးပြီ တော့နင်လုံးကြည့်ပါလားဆိုတဲ့ဟာမျိုးမပြောနဲ့ကျမတို့ကသူများပတ်စံနဲ့ကျမတို့ရက်တည်ပြီးတော့မှကျမတို့မလုပ်ပေးဘူးကျမတို့နိုင်နေအင်အားနေပဲကျမတို့လုပ်ပေးတယ်ဟုတ်ပြီနော်အဲ့တော့နင်ကဘာလုပ်နေလို့လဲဆိုတဲ့သူတွေကိုသိအောင်လို့ပြောပြတာပါအလင်းသိလို့မလို့နင်ဘာလုပ်နေလဲဆိုလို့နင်ဘာလုပ်တယ်ဆိုတာကိုသိချင်းတမိုင်းကြောင်းလာပြန်လှန်ကြည့်ကြည့်လိုက်နော်တမိုင်းကြောင်းလှန်ပြန်ကြည့်ကြည့်လိုက်ကလေးတယောက်ကို ခွဲစိတ်ကူတာပေးတဲ့ဒီစအိုပေါက်မပါတဲ့ကလေးတယောက်တွေကိုခွဲစိတ်ကူတာပေးတာနှလုံးကိုခွဲစိတ်ကူတာပေးတာကလေးတယောက်ကိုသိန်း300ဘတ်ချလဲမှာကုန်တယ် ်နေစရိတ်စားစရိတ်အဝိစားတော်ဖန်းစင်ရသေးတယ်နော်စေကူသားစရိတ်ခွင်းစိတ်စရိတ်ပြန်သွားပြန်လာဖို့အတွက်လမ်းစရိတ်ပြန်သွားတဲ့လမ်းစရိတ်ဒီလိုမျိုးတွေဟာအစကလေးတယောက်ကို3300ဝန်းကျင်ကုန်တယ်18ယောက်ရှိသွားပြီကျမချွေးနေစာနဲ့ကျမလူနေတာဘသူစီအောင်မှအလူခံကောက်ပြီးတော့မှလှူတာမဟုတ်ဘူးအဲ့ဒီအတွက်လေကျမက social platform ပေါ်မှာငါသာလှူထားလို့ငါ့ကိုလူတွေကချစ်စေရဲဆိုပြီးတော့မှတင်တာမျိုးလေကျမမရှိဘူးကျမလှူလိုက်တယ် အလူကံပုတ်ကိုကလေးတွေကျမအလူရှင်အလူကံပုတ်ကိုကလေးတွေကျမသွားတယ်လမ်းပြအခုဆိုစာတင်ကျောင်းနေကျောင်းနေတက်နေပြီကလေးတွေကျန်းကျန်းမာမာနဲ့တခါတည်းလူဘဝကြီးမှာတခါတည်းလူတန်းစီနေနိုင်သွားပြီကျမအဲ့ဒီ PT အဲ့ဒီကုသိုလ်ပဲကျမစားသုံးတယ်ဘာ attention မှမလိုချင်ဘူးနော်ဒါကြောင့်မလို့နေငါရောဆိုပြီးတော့မှလာမပြောနဲ့နေအကြောင်းကိုအရင်သိအောင်လုပ်နော်ဆိုတော့ဟိုဥစားလေးအဲဝင်းကြီးနေနေနားအောင်မယ်နော်ဝင်းကြီးရှေ့စပိတွေကိုပဲအရင် share နေကြအောင်ဝင်းကြီးနေနေနားအောင်မယ်မောလို့ ါတာတွေဘုသူတရစရာတွေပဲခဏလှဲ့လိုက်မယ်နော်ဆိုတဲ့ခါကျတော့ဝင်းကြီးနေနေမောနေသေးတယ်ဟုတ်ပြီလားပျော်စရာတွေအเจ้าကိုတစ်ခါဆက်သွားကြပါမယ်နော်